နော်လှုပ်လည်းမလှုပ်ကောင်းလှုပ်လည်းမလှုပ်သင့်ဘူးဒီကိစ္စတချို့ကတော့အဲ့လိုလေးလှုပ်တဲ့အတွက်ဒီဘေးအန္တရာယ်လေးကြုံနေပါညာဒါတော့ထားကိုလည်းသိတာမဟုတ်ဘူးဒါလှုပ်တဲ့လူဥဆောင်လှုပ်တဲ့လူရောလမ်းညွန်တဲ့လူရောအကြံပေးတဲ့လူတွေကမလှုပ်သင့်တဲ့ကိစ္စကိုလှုပ်တာထိတော့ရတာနဲ့လည်းစန့်ကျင်တယ်ပရလောကသားတွေဘလို့တော်ယူသင်္ကန်းစီးပြီးလို့ရမယ်သင်္ကန်းစီးပြီးလို့ရတယ်ဆိုတော့တိမ်ထဲမှာဝင်ရောကမောဝါဖတ်ရတယ်စစ်စီမေးမြန်းရတယ်အဲ့လိုလှုပ်မှလူသားစင်စစ်ကိုပဲဖြစ်ရမှာလေဝင်းကြီးထဲမှာပါတယ်လူသားစင်စစ်ဖြစ်လာလို့မေးတယ် ရလောကသားလူသားစင်စင်မှမဟုတ်တာအဲ့တော့ဒါမလုံတဲ့ကိစ္စလို့ပဲမြင်ပါတယ်မပြောလို့လည်းမဖြစ်ဘူးကွာမပြောလို့လည်းမဖြစ်တော့ကြောရမှာပဲတောင်းရှိလာတာပြောတော့ကြောရမှာပဲအဲ့ကောကြီးစာမတက်လို့ပေါ့ကွာစာမတက်လို့စာမတက်လို့ဒီလိုလို့ဒါစာတက်ရင်သူတို့မလုပ်ဘူးကွာဒီလိုတွေတော်တော်ညံ့တဲ့ကိုတော်လေးတော်တော်စာမတက်တဲ့ကိုတော်တွေတော်တော်အသုံးကျတဲ့ကိုတော်တွေလို့ပဲအဲ့လိုမြင်တယ်ပရလောကသားတွေကိုသင်္ကန်းဝှက်ပြတဲ့အတွက်ကြောင့်မလုပ်ကောင်းတဲ့အကြောင်းကိုဒီဆရာတော်ကပြောပြနေတာပါ ဆရာတော်ပြောတာအရင်မှန်ပါတယ်နော်ဆရာတော်ပြောသွားတဲ့အထက်မှာစာမတက်လို့အခုလို့လောက်တာတဲ့မှတ်တာပေါ့အင်္ဂုတ်ထိုကျမ်းမှာတရားမနာစာပေမတင်နှုတ်ပင်မဆောင်သိအောင်မပြုဓမ္မနုဓမ္မပฏิပတ်กว่าဤငားဖြာသည်ဖျားသာသနာကွယ်ကြောင်းသည်လို့ဆိုထားပါတယ်စာမတင်လို့စာမတက်ဘူးဆိုရင်စာမတက်တဲ့ပုဂ္ဂိုလ်တွေဟာထင်ရလောက်တတ်ပါတယ် ထင်ရလို့ပြီဆိုရင်သာသနာပြက်ပြီးတော့သာသနာ क्वे ပါလိမ့်မယ်เนาะဒါကြောင့်ထင်ရလို့တက်တဲ့ဘုန်းကြီးတချို့ကို ပြောကြင်တာကစာတင်ပါစာတင်လို့စာတက်ပြီဆိုတော့မှသာသနာပြုတဲ့အလုပ်ကိုလုပ်ပါစာလည်းမတင်စာလည်းမတက်ဖဲနဲ့ထင်ရမလို့ကြပါနဲ့ထင်ရလို့လိုက်မယ်ဆိုရင် သာသနာပြက်ပြီးတော့သာသနာ क्वे ပါလိမ့်မယ်အဲ့ဒါကိုတော့အထူးပြောကြင်ပါတယ်เนาะခရိယန်တွေမှာက နောက်ဘဝဆိုတာမရှိဘူးလို့သိရပါတယ်ဖရာအဲ့ဒါဆိုဗုဒ္ဓဘာသာမှာက နောက်ဘဝတွင် ရှိတာဆိုတော့ဘာသာနှစ်ခုမှတစ်ခုကမှားနေတာပေါ့ဖရာအဲ့ဒါလေးသိကျင်လို့ပါဗျာတဲ့ဗုဒ္ဓဘာသာဆိုတာစစ်မှန်တဲ့သဘာဝဓမ္မကိုလက်ခံကျင့်သုံးတဲ့ဘာသာဖြစ်ပါတယ်နောက်ဘဝရှိခြင်းမရှိခြင်းဆိုတာကလည်းပဲသဘာဝဓမ္မနဲ့ပဲဆိုင်ပါတယ် ကိလေသာနဲ့ကံအကြောင်းတရားတွေရှိနေသေးတဲ့၍နောက်ဘဝဆိုတာ ရှိနေအောင်မှာပါပဲ1926ခုနှစ်အိန္ဒိယနိုင်ငံဒေလီမြို့မှာရှန်တီဒေဝီဆိုတဲ့အမျိုးသမီးတဦးမွေးဖွားပါတယ်အဲ့ဒီအမျိုးသမီးဟာလေးနှစ်သမီးအရွယ်မှာပဲဇာတိတရဉဏ်တွေ ပေါ်ပြီးတော့သူ့ရဲ့နောက်ဘဝကဖြစ်ဖြစ်ခဲ့တဲ့အကြောင်းအရာအလုံးကိုတစ်ခုမှကြံပြန်ပြောပြပါတယ်သူဟာမာတူရာမြို့သူဖြစ်ကြောင်း သူဤခင်ဘောနံမီကပီတာနတ်ဖြစ်ကြောင်းသူဟာခလေးမိွားပြီးလို့ဤတွင်ထဲမှာပဲဆုံးပါသွားကြောင်းစသည်ဖြင့်ပြန်ပြောပြပါတယ်သူပြောပြတဲ့အတိုင်းစုံစမ်းကြည့်လိုက်တဲ့အခါမှာလည်းပဲမှန်ကန်နေပါတယ်သူ့လိုပဲအလားတူဖြစ်ဖြစ်တဲ့ပုံကိုယ်တွေများစွာရှိပါတယ်အဲ့ဒီအချက်လက်တွေကို ထောက်ဆ၍သုံးသပ်ကြည့်မယ်ဆိုရင် နောက်ဘဝရှိတယ်ဆိုတာကိုဘယ်သူမှငြင်းလို့မရပါဘူး ပင်လေးပါရှင်လေးပါဖြည်ပေးပါဖေ။တွေတာတွေဖြည်နေတာဘ ഹു တုဒ္ဒမရပါဘူးတဲ့။မြတ်စွာဘုရားဤတရားတော်တွေသည်လွယ်တယ်လို့ထင်ရကြောင်းအရှင်အာနန္ဒာမထေရမြတ်ကမြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကချက်သားအာနန္ဒာအဲ့ဒီလိုမပြောပါနဲ့။ငါဘုရားဟောကြားတဲ့တရားတော်တွေဟာလွယ်တယ်ထင်ရင်ပင်ကိုယ်တိုင်ဘာကြောင့်ယဟန္တာမှဖြစ်သေးတာလဲလို့ပြန်ပြီးမေးမြန်းတော်မူတဲ့အခါမှာ အရှင်အာနန္ဒမထေရမြတ်ဟာမြတ်စွာဘုရားရဲ့တရားတော်တွေသည်မလွယ်ကူကြောင်းသဘောပေါက်သွားပါတယ်။ဥသိင်းရဲ့အဖြေတိုင်းဟာဥသိင်းရဲ့အာဘော်နဲ့ဖြေတာနဲပါတယ်။ဘုရားဟောတွေနဲ့ကိုးကားပြီးဖြေတာက အများဆုံးဖြစ်တဲ့အတွက်ဥသိင်းရဲ့အဖြေတိုင်းဟာ မလွယ်တာကများပါတယ်။တရားတော်တို့လိုညံကြီးတဲ့ပုဂ္ဂိုလ်တွေကတော့လွယ်ချင်လွယ်မှာပေါ့နော်။တရားတော်မီးတဲ့တိလေးပါရှင်လေးပါဆိုတာကအစ်ရှင်မဟာကတ္တပမထေရ နှစ်ရှင်ဥတ္တမမထေရသုံးအရှင်ခေမာမထေရလေးအရှင်ဓမ္မယတမထေရဒါကတော့တေလေးပါဖြစ်ပါတယ်တရှင်ဥပဂௌတမထေရနှစ်ရှင်မေရတမထေရသုံးအရှင်ခေမာဝတ္တမထေရလေးအရှင်ဓမ္မတရမထေရဒါကတော့ရှင်လေးပါဖြစ်ပါတယ်ဒါတွေဟာတေလေးပါရှင်လေးပါတွေပဲဖြစ်ပါတယ်ဒါကတော့မေးတဲ့တေလေးပါရှင်လေးပါ ਨੇ ်ဦးသိန်းတို့ယဟန်တော်တွေမှာရှိတဲ့တေလေးပါရှင်လေးပါမတူပါဘူးเนาะဦးသိန်းတို့ယဟန်တော်တွေမှာရှိတဲ့တေလေးပါရှင်လေးပါကိုပြောရမယ်ဆိုရင်တေလေးပါဆိုတာကပါရာဇိကလေးပါကိုပြောတာဖြစ်ပါတယ်ရှင်လေးပါဆိုတာကတော့စွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါကိုပြောတာဖြစ်ပါတယ်ဒါဟာဦးသိန်းတို့ယဟန်တော်တွေမှာရှိတဲ့တေလေးပါရှင်လေးပါပဲဖြစ်ပါတယ်သဘောပေါက်ပါစေเนาะတပည့်တော်ကို အာသုဘကမ္မထံရှုပွားနီးပြောပြပါဖေယျတတိတော်မှာရှုပွားရတာနီးမသိလို့အခက်အခဲဖြစ်နေလို့ပါဖေယျတဲ့အာသုဘကမ္မထံကို ရှုပွားတဲ့သူဟာအာသုဘဆိုတာမတည့်မတည်ရွန်ရှာဆက်ဆုပ်ဖွယ်ကောင်းတဲ့အရာလို့တော့အခြေခံသိထားဖို့လိုပါတယ်ပြီးတဲ့အခါမှာအာသုဘရုပ်အလောင်းကောင်တစ်ခုကို အာယုံပြုရပါမယ်အာယုံပြုတဲ့အခါမှာလည်းပဲ ိမ်မတူတာကိုအာယုံမပြုရပါဘူးလိမ်တူတာကိုပဲအာယုံပြုရပါမယ်အမျိုးသားဆိုရင်အမျိုးသမီးမသားလောင်းကိုအာယုံမပြုရပါဘူးအမျိုးသားမသားလောင်းကိုပဲအာယုံပြုရပါမယ်အမျိုးသမီးဆိုရင်လည်းအမျိုးသားမသားလောင်းကိုအာယုံမပြုရပါဘူးအမျိုးသမီးမသားလောင်းကိုပဲအာယုံပြုရပါမယ်အဲ့ဒီလိုအာယုံပြုပြီးတဲ့အခါမှာတကယ့်ရွှန်ရှာဆက်ဆုပ်ဖွယ်ကောင်းတဲ့အရာ မတိတ်တဲသောအရာလို့အစဉ်ကျင်ပြီး ပฏิကူလပฏิကူလယွန်စရာယွန်စရာလို့ပွားများရပါမယ်။သို့မဟုတ်အတုပအတုပမတင့်တယ်သော အရာမတင့်တယ်သော အရာဆိုပြီးပွားများရပါမယ်။အဲ့ဒီလိုပွားများပံများလာတဲ့အခါမှာအာယုံပေါ်စိတ်ကရောက်ပြီးဘာဝနာကအားကောင်းလာတဲ့အခါမှာမတင့်မတင့်ယွန်ရှာဆက်ဆုပ်ပွဲကောင်းတဲ့အတုပယုတ်အလောင်းကောင်းဟာမိမိရဲ့ရှေ့ကိုရောက်နေတဲ့ကဲသို့စိတ်မှထင်လာပါလိမ့်မယ်။အဲ့ဒါဆိုရင် ဥက္ကဟနမိတ်လောက်ကိုရပြီလို့ပြောလို့ရပါတယ်။သို့တော်လည်းပဲဒီနေရာမှာရက်ပြီးတော့နေရမှာမဟုတ်ပါဘူး။ဆက်ပြီးတော့ပွားများရအောင်မှာဖြစ်ပါတယ်။သို့တော်မိကုံးပိုင်ရှင်က အခြေခံရှုပွားဤကိုပဲမိထားတဲ့သဘောဖြစ်တဲ့အတွက်ကြောင့်ဥစဉ်လည်းပဲအတုပကမ္မထံရှုပွားဤကို အခြေခံမျှသာပြောပြပေးလိုက်ပါတယ်နော်။ရှင်ဖရာကြီးတာငယ်တာနဲ့မဆိုင်ပဲတီလမရှိတဲ့လူကြီးတွေကို အပြစ်တင်ပြောဆိုလျင်အပြစ်ဖြစ်ပါသလားဖေဟာတဲ့တီလာမရှိတော့လဲပဲမိမိထက်အသက်ကြီးတဲ့သူဆိုရင်အပြစ်တင်ပြောဆိုတာမျိုးမလုပ်သင့်ပါဘူးအပြစ်ဖြစ်တတ်ပါတယ်တီလာရှိတဲ့သူကိုအပြစ်တင်ပြောဆိုမိမယ်ဆိုရင်တော့ပိုပြီးအပြစ်ကြီးတာပေါ့အပြုသဘောဆောင်တဲ့အနေနဲ့စေတနာရှိထားပြီးပြောတာမျိုးကတော့တီလာရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြောကောင်းပါတယ်ဖះရှင်လက်ထက်တော်အခါက အရှင်သာရိပုတ္တရာမထေရကြီးသင်္ကန်းဝတ်တာမညီမညာဖြစ်နေတဲ့အတွက်ကိုရင်လေးတစ်ပါးကအပြုသဘောဆောင်တဲ့အနေနဲ့အရှင်ဖျားသင်္ကန်းဝတ်တာမညီမညာဖြစ်နေပါတယ်ဆိုပြီးတတိပေးစကားပြောကြပါတယ်အဲ့ဒီအခါမှာရှင်သာရိပုတ္တရာမထေရကြီးက နောက်နောက်လဲယခုလိုအမြင်မတော်တာတွေ့ရင်တတိပေးစကားပြောကြပါဆိုပြီးကိုရင်လေးကိုမိန်ကြားပါတယ်ဒါကြောင့်အပြုသဘောဆောင်တဲ့အနေနဲ့စေတနာရှိထားပြီးပြောတာမျိုးကတော့ တီလရှိသည်ဖြစ်စေမရှိသည်ဖြစ်စေပြောကောင်းပါတယ်မိဒါလည်းမဖြေဘူးမဟာတမယတုတ်ကပရိကြီးစတတတုတ်ထဲမပါရာလားဖရားတဲ့တချို့ကလေဥစဉ်ကို နားလည်မှု မပေးတာမြင်ရပါတယ်နော်ဥစဉ်ကတက်တော့မှဓမ္မအမေးအဖြေလုတ်ပေးတယ်ဆိုတာကအားလက်တဲ့အချိန်မှာလုတ်ပေးတာပါနော် အားလက်တဲ့အချိန်မှတိတော့မှာတက်ပြီးဓမ္မအမီးအဖြစ်လုပ်ပေးတာ ဖြစ်တဲ့အတွက်မြင်ရတဲ့မိခွန်းကနဲပါတယ်မမြင်ရတဲ့မိခွန်းကများပါတယ်မြင်ရတဲ့မိခွန်းကိုသာဖြေလိုက်တာဖြစ်တဲ့အတွက်တခါတခါမှအချို့အနေဖြင့်ဥသိန်းကိုနားလေပေးစီခြင်းပါတယ်ပရိကြီး၁၇တုပ်ဆိုတာ၁မင်္ဂလာတုပ်၂ရရဏတုပ်၃မေတ္တာတုပ်၄ခန္ဓာတုပ် 5မောရတုတ်6ဝတတုတ်9ဒဇကတုတ်10အာဒါနာတိယတုတ်9အင်္ဂုလိမာလာတုတ်10ဘုဇင်္ဂတုတ်17ဥပ္ပန္နတုတ်တို့ပဲဖြစ်ပါတယ်ဒါဟာပရိကြီး17တုတ်ပဲဖြစ်ပါတယ်အဲ့ဒီပရိကြီး17တုတ်ထဲမှာမဟာတမယတုတ်မပါပါဘူးအဲ့ကြီးတိုင်းလေးစားเสียရလို့လားတဲ့ ရှေ့တုန်းကညောင်ပင်တပင်မှာခါရယ်ဆင်းရယ်မြောက်ရယ်ဆိုပြီးတရိษံသုံးကောင်အတူနေကြပါတယ်အတူနေကြတော့လဲပဲဘသူက အသက်ကြီးမှန်းမသိတဲ့အတွက်ဘသူကဘသူကိုရိုသေလေးစားရမှန်းမသိဘူးဖြစ်နေပါတယ်အဲ့ဒီလိုဘသူကဘသူကိုရိုသေလေးစားရမှန်းမသိဘူးဖြစ်နေတဲ့အတွက်ဘသူက အသက်အကြီးဆုံးဖြစ်တယ်ဆိုတာကိုတအူးနဲ့တအူးမေးမြန်းကြတဲ့အခါမှာမြောက်က ကျွန်ုပ်သည်ငယ်စဉ်အခါတုန်းကဤညောင်ပင်အပေါ်၌စော်ကစားခဲ့ဘူးပါれဆိုပြီးပြောပါれစင်ကကျွန်ုပ်ငယ်စဉ်အခါတုန်းကဤညောင်ပင်သည်ကျွန်ုပ်ဤချက်အောင်၌သာရှိပါれဆိုပြီးပြောပါれခါကကျွန်ုပ်ငယ်စဉ်အခါတုန်းကအခြားအရက်ဒေသကနေညောင်သီးကိုစားလာပြီးဤနေရာ၌မစင်ဆော့လိုက်ခြင်းကြောင့်ဤနေရာ၌ညောင်ပင်ပေါက်လာရခြင်းဖြစ်ပါれဆိုပြီးပြောပါれအဲ့ဒီအခါမှာခါကအကြီးစင်ကအလက် မြောက်ကအငယ်ဆိုတာကိုသူတို့တရိတ်ဆန်၃កောင်စလုံးទីသွားကြပါတယ်။ទីသွားတဲ့နေ့ကစပြီးအငယ်ဖြစ်တဲ့ဆင်နဲ့မြောက်တို့ဟာအကြီးဖြစ်တဲ့ခါအပေါ်ကိုတေတဖန်တတဆုံရွေသေးလေးစားမှုရှိသွားကြပါတယ်။အတိညာမဲ့တဲ့တရိတ်ဆန်တွေတောင်မှအသက်ကြီးတဲ့သူအပေါ်ကိုရွေသေးလေးစားမှု ရှိကြသေးရင်အတိညာရှိတဲ့လူကအသက်ကြီးတဲ့သူအပေါ်ကိုရွေသေးလေးစားမှု ရှိတင်ပါတယ်။